။သင်ကန်းကျွမြို့နယ်ငါမြင်းဆောင်ကာကြီးရက်ွက်အတွင်တရားမဝင်အဆောက်အဦတွေစောင့်နေမှုပေါ်အရေးယူပေးဖို့သတင်းစာရှင်းလင်းပွဲပြုလုပ်တောင်းဆိုခဲ့သူရက်ွက်နေပြည်သူတို့ဇွန်လ30ရက်နေ့ည10:00နာရီခန့်ကချောင်းအရိုက်ခံခဲ့ရတယ်လို့ရက်ွက်နေပြည်သူတွေထံကသိရပါဗျ။အခုလိုချောင်းအရိုက်ခံခဲ့ရသူဟာဇွန်လ30ရက်နေ့မနက်ပိုင်းကမြန်မာ Journalist ရုံးခန်းမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပါဝင်ခဲ့တဲ့ဦးတန်းနိုင်ဆိုသူဖြစ်ပါဗျ။ သတင်းစာရှင်းလင်းမှုပြုလုပ်တဲ့နေ့ညနေပိုင်းမှာရက်ွက်ဖုန်ကြီးเจ้าကပြန်လာစဉ်ဆောက်လုပ်စာအစာအုပ်အနီးမှာစူပါအစာအုပ်ကလူတူထွက်လာပြီးတန်တုံးနဲ့ဂျိုင်းနဲ့ခဲတာဖြစ်တယ်လို့ရက်ွက်နေပြည်သူတူဖြစ်တဲ့ဦးမျက်စွေကပြောပါရယ်ဒီလိုရိုက်ခံရမှုကြောင့်ရိုက်ခံရသူဦးတန်းနိုင်ဟာခေါင်းကွဲသွားပြီးလက်များဖူးရောင်ကခေါင်းမှာနှစ်ချက်ခန့်ချုပ်ခဲ့ရတယ်လို့၎င်းကဆက်လက်ပြောပါရယ်သတင်းစာရှင်းလင်းမှုပြုလုပ်တော့အဲကျွန်တော်တို့၃နိုင်ပြန်လာပါတော့နော်ဒါကလည်းကျွန်တော်တို့ကမှ၄နိုင်တော့ဒီရောက်တယ်အဲကျွန်တော်ရိုက်ခံရတာတော့ဟိုနောက်ဆက်မှရည်ရွယ် ။နောက်ဆက်နိုင်တဲ့ဆက်နိုင်ပွဲဝင်ကြလာမှရိုက်ခံရအောင်။ပိုက်တာတော့ဒုံးနေပေါ့နော်။ဒုံးနေရိုက်ကြဒါနဲ့ထိုးရတော့ကန်ကောင်းသုံးမပါပေါ့ဗျာ။မတိဘူးရနဲ့စပီးလို့စပီးလိုက်တာပေါ့နော်။ဟုတ်ကဲ့ဆရာ။အဲလူကြီးတွေပေါ့အဲသုံးလောက်ကိုသုံးလောက်ကရှိတယ်ပြောတာပဲ။အဲဒီကန်ကောင်းပိုက်အပေါ်ကနေဆိုတော့အဲဒီတရားနဲ့ဆက်လာပြီးရိုက်ရိုက်တာပါခင်ဗျာ။ဟုတ်ဟုတ်သူပြောင်းနေပြန်နေချိန်မှာ ရိုက်တာပါနောက်တော့ကျွန်တော်ကတော့ဘာလဲအမှုတော့ဖွင့်လာတယ်ကျွန်တော်အခုပန်းနံပါတ်၄နဲ့အချင်းရတယ်ဘာလဲအဲ့တော့ဆရာလေးကလည်းအခုလိုနေတယ်အတူနောက်စကားကိုနိုင်နေတော့ကိုတက်တော်မယ်ဆိုထင်တာကျွန်တော်အဲ့ မှာမဟုတ်ဘူးဗျာဒါမှမဟုတ်ရာတော့မရှိဘူးပေါ့နော်အဓိကရိုက်တဲ့လူကဒီလိုလိုဆလာကြတဲ့ကိစ္စနဲ့ပတ်သက်လို့ပြဒီတပ်ပတ်တဲ့ကိစ္စနဲ့ပတ်သက်လို့သူကိုရိုက်တာပါပြောလဲပြောတယ်ပြောတယ်ဟုတ်ကဲ့ကိုကဆေးမှာတော့အားပေးထားတယ်သူကသိထားပါတယ်ဟုတ်ကဲ့ဟိုကတော့အဓိကကသူလက်တွေပါနဲ့ခါလိုက်တော့ကြောက်တော့ဖြစ်မသွားဘူးပေါ့နော်သုံးရက်တော့ရတယ်ပေါ့အဲ့ဒါဒီကျိုးဒီလိုသွားတော့မယ်ကိစ္စတွေကအဆွားမလုပ်တဲ့အခါမှာဒီသာမန်ပြည်သူတွေလို့ခါမျိုးကြတာဒီလိုဖို့ပေါ့နော်ဒီထိတိုင်းတွေဖြစ်ဖြစ်ပုံပြစ်တွေဖြစ်တာပေါ့နော်ဟုတ်ကဲ့ခင်ဗျာ အဲ့ဒါလည်းဖြစ်တယ်ဆိုတာဒီလိုကိစ္စမျိုးတွေဆိုတာဒါအဆိုးရပဲဖြစ်ချင်းရဲ့ဖြစ်ချင်းဆောင်ပြီးရမယ်ကိစ္စလေ။သူကဒီလိုအဆိုးရဖြစ်ချင်းဆောင်ဆောင်မပေးဘဲနဲ့လို့ပုဂ္ဂိကချင်းပုဂ္ဂိကချင်းလုပ်တဲ့ခါကျတော့ဒီလိုလေးဖြစ်တာပဲလေ။သူကတော့သူတို့လိုတွေ့ခါလာနှခါနာတာပေါ့။ဒီအဆိုးရဆောင်ရမပေးတဲ့အတွက်ရေးဆက်လက်ပြရတာတခါလို့ဒုက္ခရောက်တာတခါ။ကိုယ်ဆုံးပြတာကျတော့ကြောက်တာခါ။အဲ့လိုဒီမဲ့အဲ့လိုဆက်လက်ပြတဲ့အတွက်ဒါဒီအဖက်ကဒီဒီစီးပွားကမှနေပြီးတော့ လူလို့ပြရခိုင်းတာလူဝတ်ခံရတာတစ်ခါတစ်ခါပေါ့ဒါတော့ဒါဒါမျိုးဖြစ်တဲ့ဆိုရင်ရက်ကတော့ဒါတော့ဟိုရာဇဟိုဆေးရောက်တဲ့ဆိုရင်အားဒါပြင်းဟိုပေါ့ရဲစင်းတာနဲ့သူကဖိတ်ပုတ်ပြီးတာဟိုအမှုကတော့ပြင်းနေပါလိမ့်အဲ့ဒါတော့အဲ့ဒါကြောင့်ဟုတ်မဲ့တောင်းရမယ်ခုကတော့သူပြောတာကအဲ့ဒါကရိုက်တယ်တစ်ခါကကားအဆောက်ကြီးရဲ့ကားခါနေရိုက်အကားပေါ်ကတိပြီးသွားကျော်မျိုးအတွက်ကတော့ဒါကတော့တော့လာတော့ပြန်နေပြီးတော့ဒီလာအပတ် အခုဝယ်တဲ့လုပ်ငန်းဆိုတာပေါ်နေတာပေါ့လေအခုလိုရိုက်ခံခဲ့ရမှုနဲ့ပတ်သက်ပြီးသင်ငန်းကျုံမြို့နယ်ရဲစခန်းမှာတိုင်ချက်ဖွင့်ထားပြီးကျူးလွန်သူကိုရှာဖွေလျက်ရှိတယ်လို့သိရပါဗျ။သင်ငန်းကျုံမြို့နယ်အတွင်းမှာတရားဝင်ခွင့်ပြုချက်မရှိဘဲဆောက်လုပ်ဆဲနဲ့ဆောက်လုပ်ထားတဲ့အဆောက်အဦပေါင်း600ရှိတယ်လို့သိရပါဗျ။ဒီလိုတရားဝင်ခွင့်ပြုချက်မရရှိဘဲလုပ်ကိုင်နေတဲ့စာဦးကန်ထရိုက်တွေကိုတက်ဆိုင်ရာမြို့နယ်စီပင်ကနေ့စဉ်တန်းချင်းငွေတထောင်ရိုက်မှုတွေပြုလုပ်နေတယ်လို့သိရပါဗျ။